ကျောင်းသားကျောင်းသူများမင်္ဂလာပါဆရာကတော့ဓာတ်တမရန်တင်ယူတဲ့မြန်မာစာပါဒရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေရအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အပိုင်း1အပြောသင်ခန်းစာအခန်း1အပြောစုဆိုင်ရာလမ်းညွှန်ချက်မှတည်င်းစာဆရာကြီးလူတို့ဦးလှရေးသားခဲ့တဲ့နားထောင်တော်အလေး အကြောင်းအရာကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုမဆွေးနွေးခင်ပထမဆုံးအနေနဲ့လူတို့ဥလှရဲ့ထင်မြင်ယူဆချက်ကလေးတွေကို လေ့လာကြည့်ကြရအောင် လူတို့ဥလှကဘယ်လိုထင်မြင်ယူဆထားလဲဆိုတော့လူတွေဟာဆိုလို့ရှိရင်တစ်ခါတည်းရမှာကိုယ့်ရဲ့အပြစ်ကလေးတွေကို ပြန်ရှာကြည့်တင်ပါတယ်အဲ့ဒါလိုမှမဟုတ်လို့ရှိရင်လည်းအချက်ဆုံးမိတ်ဆွေတယောက်ဒါမှမဟုတ်လို့ရှိရင်လည်းအိမ်သူအိမ်သားတူဦးကိုတတိထားကြည့်ပြဖို့ပြောရပါမယ်။အဲ့ဒီလိုပြန်လဲစစ်ဆေးပြန်လဲစစ်အဲ့ဒီလိုပြန်လဲစစ်ဆေးခြင်းကို တစ်ခါတရံနေမဟုတ်ပါဘူးအချိန်ချင်းပြုလုပ်လေပိုကောင်းလေပါပဲအဲလူတယောက်ဟာဆိုလို့ရှိရင်ကိုကိုကိုအများနဲ့မှန်ကြည့်တယ်လို့ပြန်လဲစစ်ဆေးကြည့်ရပါမယ်ဘသူပဲဖြစ်ဖြစ်ဆရာပဲဖြစ်ဖြစ်ចောင်းသူចောင်းသားတွေပဲဖြစ်ဖြစ် အကိုကိုကိုစစ်ဆေးခြင်းမိတ်ဆွေတွေရဲ့အကြံပြုချက်တွေပြောပြချက်တွေကိုမခံယူဘူးဆိုရင်တော့နေရာကြမှာမဟုတ်ပါဘူးမိမိကိုကိုဘလာထားပြီးတော့နှိမ့်ချပြီးတော့စစ်ဆေးမှသာလင်တနည်းအားဖြင့်ခင်မရင်းနှီးတွေရဲ့ပြောပြချက်တွေကိုမှတ်ယူမှသာလင် နာခံတတ်မှသာလင်ကိုကိုကိုတတိထားပြုပြင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုပြုပြင်လာနိုင်တာနဲ့အမျှတိုးတက်မှုတွေရှိလာပါမယ်လို့ တင်းစားဆရာကြီးလူတူဦးလာကသူ့ရဲ့ယူဆချက်ကို ဖော်ပြထားပါတယ်။ဒီနေရာမှာတင်းစားဆရာကြီးလူတူဦးလာက လူတွေရဲ့ချူရင်ချက်တခုကိုထောက်ပြထားတယ်။အဲ့ဒီချူရင်ချက်တခုကဘာလဲဆိုတော့လူတွေဟာမိတ်ဆွေတွေအဲ့တဲ့တွေနဲ့စကားပြောတဲ့အခါမှာလူပြောတဲ့အလေဟာဆိုလို့ရှိရင်လူတွေရဲ့ချူရင်ချက်တခုဖြစ်တယ်လို့ဆိုထားပါတယ်။ အဲ့ဒီလိုလူပြောလိုက်တဲ့အခါမှာမိမိကိုယ်ကိုမိမိကတော့ဘာမှဒတိမထားမိဘူးဂယုမပြုမိတဲ့အတွက်ကိုယ့်ကိုယ်ကိုဒတိမထားမိဘူးဒါပေမဲ့အတူတူစကားပြောနေတဲ့သူတွေအတွက်ကြတော့များစွာအနှောက်အယှက်ဖြစ်စေပါတယ် ဝိုင်းတဝိုင်းမှာစကားလူပြောတဲ့သူ2ဦးဒါမှမဟုတ်3ဦးပါနေမယ်ဆိုရင်တော့အဲ့ဒီဝိုင်းကဘယ်စကားကိုနားထောင်ပြီးဘယ်သူ့ဘက်ကိုမျက်နှာလှည့်ထားမှမင်းမသိတော့ပါဘူးနားထောင်သူဟာဆိုလို့ရှိရင်သူ့ရဲ့နားထဲကိုဝင်လာတဲ့စကားတွေဟာမျိုးစုံလာတဲ့အတွက်ကြောင့်ဘယ်စကားကိုနားထောင်ရမည်ပြင်မသိဘဲနဲ့နားထောင်ကြအောင်ဆောင်နေနားစွင့်ကြအောင်ဆောင်နေအဲ့ဒါလိုနဲ့ဟိုဘက်လိုလိုဒီဘက်လိုလိုတက်ပြေးလေးနဲ့လုံနေရပါတယ်ဘယ်သူစကားကိုမှနားမဝင်တဲ့အတွက်ဘာကုန်မှလည်းနားမလဲပါဘူးဒီလိုမျိုး ဖြစ်မျိုးတွေကိုလူတိုင်းနှိပါကြုံမှုပါလိမ့်မယ်အဲဆရာတို့ကိုယ်တိုင်လည်းတစ်ခါတည်းရမှာစကားလူလူပြောတဲ့အထက်မှာပါဝင်နေလေးရှိပါတယ်ဒီနားထောင်တော်အလေးကိုရေးတဲ့တရင်စာဆရာကြီးလူတို့ဥလှကိုယ်တိုင်ကလည်းတစ်ခါတည်းရမှာသူဟာစကားလူပြောတဲ့အထက်မှာပါဝင်နေတဲ့အတွေ့အကြုံသူ့ကိုယ်သူမနေ့တတိထားပြီးတော့ပြန်ဆုပ်ရတယ်လို့ဖော်ပြထားပါတယ် ဒီလိုမျိုးဘာကြောင့်သူများပြောတာကိုနားမထောင်မဲကိုကလူလူပြောရလဲဆိုတာကိုစစ်ဆေးကြည့်တဲ့အခါမှာကိုပြောသည့်အကြောင်းအရာကိုကိုကအရေးကြီးတယ်လို့ထင်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီလိုထင်တတ်မြင်တတ်ခြင်းအရဆိုလို့ရှိရင်နောက်ပိုင်းမှာအကျဉ်းလို့ဖြစ်ပြီးတော့ဘဲခါမှမဆို ဝိုင်းထိုင်မိပြီဆိုတာနဲ့ဒါမှမဟုတ်လေလူစုမိပြီဆိုတာနဲ့ကိုကကြီးရှေကပြောနေတော့တာပါပဲအဲ့ဒီလိုစကားများများဆပြောသူ လူလူပြီးပြောတဲ့ရှိတဲ့သူများဟာဆိုလို့ရှိရင်အဲ့ဒီစကားဝိုင်းမှာ သူတို့ဘာပြောခဲ့လဲဆိုတာကိုပြန်စဉ်းစားကြည့်တဲ့အခါမှာမှတ်မိခဲ့ပါတယ်သူတို့ကမမှတ်မိမိသူတို့ကမမှတ်မိနိုင်ပါဘူး ဒါကဘာကြောင့်လဲဆိုတော့သူတို့ရဲ့စိတ်ဝင်စားမှုကအဲသူတို့ပြောနေတဲ့အချိန်တော်တွင်းမှာပဲရှိပြီးတော့အဲ့ဒီလိုမျိုးဘာပြောခဲ့လဲဆိုတာကိုမှတ်မှတ်မိခြင်းဟာလည်းသူတို့အတွက်အရေးမကြီးလာပါဘူး။ဒါကိုသုံးသက်ဝေဖန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင် သူတပားပြောတာကိုကောင်းစွာနားထောင်တတ်ဖို့အလွန်အရေးကြီးပါတယ်။ဒီလိုမျိုးနားထောင်လိုက်တာကပြောတဲ့သူကိုကျေနပ် ယုံတက်တက်မဟုတ်ပါဘူးပြောတဲ့သူကိုချိန်နှက်စေဖို့အတွက်မဟုတ်ပါဘူးအဲ့ဒီပြောတဲ့သူကဘာကိုပြောတယ်ဘာအဓိပ္ပာယ်ရှိတယ်ဘလောက်အနှစ်သာရပါရှိတယ်ဘယ်အချက်တွေကိုတော့မှတ်သားရမယ်စတာတွေကိုသိဖို့ဆိုတာကကောင်းစွာဂယူပြူနားထောင်မှပင်သိနိုင်မှာဖြစ်ပါတယ်အဲများသောအားဖြင့်လူတွေအားဆိုလို့ရှိရင်သူများပြောတာကိုနားထောင်ရတာတည်းကို့အလှဲ့ဘယ်တော့ရောက်မလဲဆိုတာကိုစောင့်နေကြတယ်။ဒါကြောင့်မို့လို့အခွင့်သာပြီးဆိုတာနဲ့ဝင်တိုးပြီးတော့ပြောလိုက်ကြတော့တာပါပဲ။ စကားပြောတဲ့တူတွေထဲမှာဘာမှအတိတ်ပဲမရှိလာတာကိုကိုတက်လှုပ်ပြီးတော့ပြောနေသူများနဲ့ကြုံရရင်တော့ကိုကိုကိုကန်ဆိုးတော့ကြောင့်ကြုံရလေခြင်းလို့မှတ်လိုက်ပါ ဒါပေမဲ့တချို့ကတော့အလွန်တန်ဖိုးရှိတဲ့ဇာတ်တွေကိုပြောတတ်ပါတယ်။အဲ့ဒီလိုတန်ဖိုးရှိတဲ့ဇာတ်တွေကိုပြောတတ်တဲ့ပုံကိုမျိုးနဲ့ကြုံပြီးဆုံပြီးဆိုရင်တော့မိမိတိလို့ရင်မေးတဲ့နဲ့မေးခွန်းတွေကို အချက်ကျကျစနစ်တကျပြောပြပြောင်းပြောင်းမေးတင်ပါတယ်။ Wine to wine မှာတယောက်ယောက်ကဇာတ်ပြောနေတာကိုစိတ်မဝင်စားတယ်လို့ဟိုကြည့်ဒီကြည့်လုံးနေခြင်းရဆိုလို့ရှိရင်အလွန်ရိုင်းတဲ့အမှုရာတစ်ခုဖြစ်ပါတယ်။ စကားလူလူပြောတတ်ခြင်းထိုင်မိကြပြီဆိုရင်မိမိကသာအတက်အလိမ်မှာအစွာတဘောဖြင့်ပြောဆိုနေတတ်ခြင်းများတဲ့သူတစ်ပါးပြောတာကိုကောင်းစွာနားထောင်ခြင်းကအကျိုးများပါတယ်အဲဒီလိုမျိုး ဆိုလိုက်လို့ဆရာတို့ကအဲသူများပြောတာကိုနားထောင်ရုံတက်တဲ့တနည်းအားဖြင့်ဗဇက်ပိတ်ပြီးတော့ဖိုးဝါရုပ်ကြည့်လို့နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးသူများပြောတာကိုကောင်းစွာနားထောင်တတ်တဲ့အလေးချင်းလေးကိုထူထောင်ဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ နားထောင်တတ်တဲ့အကျင့်တွေကိုရအောင်လေ့ကျင့်ကြပါမိမိကိုယ်တိုင်လေ့ကျင့်တယ်လို့မိမိနဲ့ပတ်သက်နေတဲ့မိတ်ဆွေတွေလူငယ်တွေကိုတိုက်တွန်းပြောကြားပေးကြပါဒါကတော့တည်င်းစာဆရာကြီးလူတူဦးလှရေးသားခဲ့တဲ့နားထောင်တော်အလေးအကြောင်းအရာကိုလေ့လာခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်